င်္ဂလာပါဗျာကျန်းကျင်းမြန်မာပြည်ပါရောဘော် channel မှာကြိုးစားရပါဗျာတရက်ဆယ်လ2025မှာဒီ3တရက်ဆယ်လ2025ဆယ်လပိုင်းအတွက်တင်းတင်းလာသားသမီးများနဲ့ပတ်သက်ပြီးတော့တက်လာတာကန်ကျမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာတင်းတင်းလာသားသမီးတွေတက်လာတာကန်ကျမာများမတင်ပြခင်မှာတင်းတင်းလာသားသမီးတွေဒီချိန်မှာခင်ဗျာဆက်နေပတ်သက်တဲ့ပစ္စည်းဝင်တတ်တဲ့စိတ်ချမ်းသာအောင်နေပါမိမိရဲ့လူဆန္ဒရှိသည်များလားတောက်ကြဖျောက်ကြကိုလှည့်ပြီးတော့ဒီလအတွဲမှာတင်းတင်းလာသားသမီး လိုအပ်တဲ့ကိစ္စတွေဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများအမြန်ပြေဝသွားမှာဖြစ်ပါလေဗျာတကယ်လို့များဆူတောင်းမယ်ဆိုရင်ညမောင်းတဲ့အချိန်မှာညပိုင်းမှာခမတောက်ကြမြောက်ရက်ကိုလက်ပြီးလက်ထက်မှာဘာမှမကင်နဲ့ဆူတောင်းမယ်ဆိုရင်တင်းရဲ့လိုဆန္ဒများအမြန်ပြေဝမှီဖြစ်ပါကြောင်းလေးလေးစားစားပနာမအတင်းပြပေးလိုက်ပါရဗျာတင်းတင်းလာသားသမီးတွေဒီလအတွင်းမဆယ်လားပိုင်းမှာတော့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စတွေစိတ်ထဲမကြတာဘူးပြောကိုကိုကိုရင်ကိုမိသားစုကိုလုံငန်းမှာတော့ပြဿနာမရှိဘူး တို့တော့အိုးရင်လောက်ကိုင်းတဲ့ဘတ်တိုစိတ်တည်းမကြတော့တခါတလေမှစိတ်ကြောင့်ပေါ့အစိတ်ကမြန်ပြီးလူကနောက်ကျနေတာဖြစ်တယ်ပြောတဲ့ခါမှာလောဘဒဏ်ဒေါသဒဏ်ပါနေတာဖြစ်တဲ့အတွက်အဖွဲအစည်းမိသားစုအစုအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ်နဲ့ပတ်သက်တဲ့အဆင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်အိုးရင်လောက်ကိုင်းတဲ့ဘတ်တိုအဆင်မပြေရတဲ့တင်းနဲ့လာအာသာသမီအားလုံးတို့ဒီရာဟုတော်အနောက်မြောက်တော်လက်လက်ဖက်ကြီးလေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှဆုတောင်းအသင်လက်ဖက်ကြီးလေးကျွန်တော်လောက်ကိုင်းမကောင်းဘူးဗျာမိမအိမ်ဆောက်ခြင်းနဲ့ တာလီယာအလုပ်ခေါ်တာတွေမလာသေးလို့အဆင်မပြေဘူးချွေးမလေးကနိုင်ငံခြားသွားခြင်းနဲ့မီးလေးရတယ်လှူလှုပ်ခြင်းနဲ့ဗျာအဲ့ဒီကိစ္စတွေအဆင်မပြေတော့ကျွန်တော်အိမ်မှာပူညာမူညာနဲ့ပြဿနာတွေတက်နေတယ်တက်နေတဲ့ပြဿနာတွေများအိုးအိမ်လောက်ကနေပတ်သက်တဲ့ပြဿနာများငိမ့်ညောင်းအတင်းလက်ဖက်လီယာကူညီစောင့်ချောက်ပါဆိုတဲ့အကြောင်းရာဦးတောင်းနောက်မြောက်တောင်းဖက်လည်းပဲလေတစုံလောက်တောက်လိုက်ဆူတောင်းလိုက်တစုံလောက်တောက်လိုက်ဆူတောင်းလိုက်ဆူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆို့နေတဲ့အိုးအိမ်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကံများအမြန်ပွန်းလမ်းမိဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါလေဗျာတင်းလင်းလာသားသမီးများအဝင်လောက်ကန်စမီပြီးတော့ရာဥတောင်းအောင်မြောက်တောင်းလက်ဒီလာအတွင်းမှာတော့လက်ပိတ်လေးတစ်ခွက်ဖြော်ဒသွန်းလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့အဝင်လောက်ကန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာတင်းလင်းလာသားသမီးဒီလာအတွင်းမှာတော့ခင်ဗျာ အဲတခုခုပိတ်ဆုံးနေသလိုခံစားရတယ်တခုခုလွဲချောနေသလိုခံစားပြီးတော့ခမရဆယ်လာပိုင်း59ရက်အတွင်းမှာပိတ်ဆုံးနေပြီဆယ်လာပိုင်း59ရက်ပြန်လာကိုယ့်ရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာမှာခမရပြောင်းလွှဲပြီးတော့လှုပ်လှဝတတ်တယ်လုပ်ငန်းနဲ့ပတ်သက်တဲ့လူနဲ့ပတ်သက်တဲ့များခမရလက်ကြည့်နေထားတဲ့အတားတူးတက်တာနေပြီးကြာဆုံးသွားတတ်တယ်ဒါမှမဟုတ်ဒါအောင်မြင်သွားတတ်ပါတယ်ဗျာဒါကြောင့်တင်းလက်လာသားသမီးများတခုခုပိတ်ဆုံးနေရဆိုရင်တင်းလက်လာသားသမီးတွေရဲ့ တကူကဘယ်မှာရှိတုံးဆိုရင်တော့ကျွန်တော်တို့ရာဟုတောင်မှာရှိပါတယ်ဗျာညမောင်မောင်မှာတင်းလန်သားသမီးများရာဟုတောင်နောက်မြောက်တောင်ကိုလက်ဖျောင်းနေမိလေးကိုထွန်းထွန်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းမှုများအများဆုံးပြေဝမီဖြစ်ပါကြောင်းလေးလေးစားစားတင်းပြပေးလိုက်ပါတယ်ဗျာအဲကြောင့်တင်းလန်သားသမီးတွေကဒီဆဲလာပိုင်းမှာဖြင့်တကူအစင်မပြေမှုကြုံတဲ့အခါတိုင်းမှာရောက်တော့နောက်မြောက်တော့လဲဖျောင်းနိုင်မီလေးကိုထွန်းထွန်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လာမှာဖြစ်ပြီးငွေကြီးနဲ့ပတ်သက်တဲ့ကံတွေပွင့်ညာနေရင်တော့တင်းတင်းလာအရှိရကူလည်းလပိတ်လေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေငွေကြီးများပေးရန်ရန်ဇာများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအတင်လပိတ်လေးရဲ့ကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအစီအမပြေဦးကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်လိုချင်တာဘလောက်ကျွန်တော်ပေးရန်ရန်ဇာတွေနဲ့လိုချင်တာလေးတွေအဒီကိတဲ့ဒီကိတဲ့အနေနဲ့အစီအမပြေဖြစ်နေတယ်ဒါကြောင့်အတင်လပိတ်လေးအမြန်ဆုံးအစီအမပြေအောင် ပေးတရာရှိသောပကိစ္စများပေးနိုင်အောင်ရတဲ့ရှိသောကိစ္စများရအောင်လိုချင်တဲ့ကိစ္စများအများဆုံးရအောင်ကုညီဆောက်ချောက်ပါဆိုတဲ့အကြောင်းတင်းနှင်းလာအရှိရာကိုလှည့်ပြီးလပိတ်လေးတောက်တောက်ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများငွေကြီးနဲ့ပတ်သက်တဲ့ကံများအများပွန်းလန်းသွားမှာဖြစ်ပါလေဗျာကိုနေနီးနေဆက်သက်တဲ့စိတ်စိတ်ထဲမှာတခုခုအလိုဆန္ဒရှိတယ်စိတ်တွေပြောတယ် အပြောနေတဲ့အတွက်ဆက်နေပတ်သက်တဲ့ပစ္စည်းတွေဝင်နေမယ်အလုပ်သမားကိန်းသမားအချင်းပြေးမယ်စိတ်တက်တွေကြရင်တော့လက်ထက်မှာရှိတဲ့ငွေကြီးများယာယီထင်ငေါ်လွဲချော်သွားပြီးတော့လက်ထက်မှာရှိတဲ့လောက်ပတ်သက်နေကုန်တတ်ပြီးအိုးအိမ်လောက်ကနေပတ်သက်တဲ့ပူညာပူညာဖြစ်နေတဲ့ကိစ္စပေါ်ပေါက်တတ်ပါတယ်ဗျာဒါကြောင့်စိတ်ချမ်းသာပျော်ရွှင်ခြင်းနဲ့ခုနှစ်သားသမီးအုပ်ပုဂ္ဂိုလ်တို့ဒီတောက်ကြမြောက်ရကိုလှဲ့လှဲ့ပြီးမှခမတခုခုကိုဆူတောင်းမယ်ဆိုရင်တော့အဲ့မှာလိုအပ်တဲ့ကိစ္စများစားသရာများဝတ်ဆရာများစီးစရာများနေစရာများ ကိစ္စနဲ့ပတ်သက်တဲ့မိမိလိုအပ်သောဆန္ဒများအများဆုံးပြောဝါမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါရစေဗျာအတော့ကြမြောက်ရကုတ်ပြကလေးရဆံမွေးဖြစ်မှာဆံမွေးအောင်မှာဖြစ်မှာကလေးရအိမ်ကပူကတ်မှာဖြစ်မှာရွှေလေးရလည်းပေါင်းထားတဲ့လူတွေရလည်းလှုပ်ခြင်းနဲ့မိမလည်းအေးဆောင်ခြင်းနဲ့တားလေးရအလုံးမရှိဘူးချွေးမလေးရနိုင်ငံညသွားတော့မှအမေလေးရလည်းရောင်းခြင်းနဲ့ခြံလေးရဝင်ခြင်းနဲ့ အိုးလေးအိမ်လေးနဲ့ကိုကိုကိုဝင်ကိုမိသားစုနဲ့လှုပ်ချင်းနဲ့ရဝဲမှာပေးငါထားတဲ့ငွေကြီးလည်းပြန်လှူချင်းနဲ့ဗျာအဲ့ဒါကြောင့်ကျွန်တော်မှစိတ်ညစ်နေတယ်ကျွန်တော်စိတ်ညစ်တဲ့ကိစ္စတော့ဒီကိစ္စဒီကိစ္စဒီကိစ္စတွေဖြစ်ပါတယ်အများဆုံးစိတ်ချမ်းသာပျော်ရွှင်အောင်ကိုကြီးစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလှဲ့လက်ထက်မှာဘာမှမကိုင်းမနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းမှုများဒီဆယ်လာပိုင်းစကားရဲ့မတိုင်မီအမြန်ပြေဝါမီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့တဲ့လူယောက်ျားလူယောက်ျားတွေတက်ပြတဲ့ကိုကိုရင်ကိုမိသားစုကိုလုံးကမှဝါတာရာမလုပ်ဘူးဝါတာရာနေမယ်ကိုရင်ကိုရာကိုမိသားစုလုံးရင်အိုးရင်လောက်ကိုင်းနဲ့ပတ်တဲ့ငွေကြီးနဲ့ပတ်တဲ့ခိုင်မာတောင်းတင်းပြီးအဝင်များအများကြီးဝင်လာမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ရင်တော့အပြင်မှာရောင်းတောင်းတောင်းကျုံလွန်းတော့အဖမ်းသီးချုံတော်နေခန်းတက်တဲ့နော်အဲနိုင်ငံကြီးနဲ့ပတ်သက်တဲ့ထောင်နေကြတဲ့ပြည်ထောင်တာတွေတက်တက်တဲ့ငွေကုန်ကြီးကြများပြီ ကိစ္စမျိုးဖြစ်ပါတယ်ဗျာဒီလာအတွင်းမှာလူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်ပါတယ်လူယောက်ျားအဖန်စီးများလူယောက်ျားတွေနဲ့ပတ်သက်တဲ့ထိခိုက်ရှာနာမှုများလူယောက်ျားတွေနဲ့ပတ်သက်တဲ့မင်္ဂလာကိစ္စများကောင်းတဲ့နေရာတအားကုန်ပြီးတော့ညံ့တဲ့နေရာတအားညံ့တာဖြစ်ပါတယ်လူယောက်ျားတွေဓာတ်ပြက်နေတော့ရေတံပူးလေးကိုဖုံဖွင့်ဖွင့်ပြီးတော့ခမရရေးအေးလေးကိုကိုင်မိမှဆယ်ချိန်တိတိဆူတောင်းမယ်ဆိုရင်တော့သင်တို့မှာပိတ်ဆို့နေလူယောက်ျားနဲ့ပတ်သက်တဲ့ကံများ အမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအတင်းဟောရေဘူးလေးရေအာအိမ်မှာရှိတဲ့လူယောက်ကြအိမ်မှာမကဘူးကတ်မှာဖြစ်မှာအပြင်မှာရောင်တော်တော်နေပြဿနာတက်တော့မယ်ပြဿနာတက်မှာကြောက်တဲ့တဲ့ကိုရင်ကိုရကိုမိသားစုမှာကတ်ပါကိုရင်ကိုမိယာကိုမိသားစုကိုလို့တွေလုတ်ပြီးရရှိလာတဲ့ငွေချင်းများအိမ်အိုင်အဆင်ပြေမှာ အနောက်ကမင်္ဂလာလေးလည်းဆောင်းခြင်းနဲ့အရွှေလေးရလည်းပေါင်းထားတယ်ပေါင်းထားလိုက်ရွှေလေးလည်းရည်ကြီးတဲ့အလူဒီမှာရွှေတွဲလေးငွေတွေလည်းနဲ့ဝတ်ခြင်းနဲ့ရွှေရလည်းတကြတာကုန်းလေးလုတော့မယ်ဘယ်မှာလုမှာအဲ့ဒီဝင်တဲ့တန်းနဲ့အခွန်းလန်းနေပေါ်အောင်အတင်းရေတန်းပူးလေးကကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းရေတန်းပူးလေးကိုအဖုံဖွင့်ကိုင်းပြီးမှဆယ်ချင်းတိတိစုတောင်းမယ်ဆိုပိတ်ဆိုနေလူယောက်ျားများပိတ်ဆိုနေတဲ့အလူမင်္ဂလာတရင်များပိတ်ဆိုနေရွှေပေါင်နှံရောင်းဝယ်နေအစ်စ်များဝင်ရောက်ခြင်းများအမြန်ဆုံးပြည်လေသွားမှာဖြစ်ပါလေဗျာကိုနေနီးနေဆက်တဲ့မင်း ကိုရဒိတာမဟုတ်တဲ့တခြားရတိတသွားတတ်တယ်။အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်ပြေသလိုနဲ့တကယ်တမ်းအဆင်မပြေဘူး။ငွေကြီးကြက်တယ်မှုအလွန်လွန်ဖြစ်ပေါ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။မင်းနေဓာတ်ပြက်နေတာဖြစ်တဲ့အတွက်မင်းနေဓာတ်ပြက်နေတာပြက်တဲ့ကိစ္စလေးတွေပြေးရင်နေဆိုရင်တော့အင်္ဂါတော့အရှိတောင်တောင်လဲပတ်သက်လေးကိုင်းပြီးမှဆူတောင်းအသေးပတ်သက်လေးရဲ့မင်းနေပတ်သက်တဲ့ကိစ္စတွေပြောမယ်ဆိုမယ်အဆင်ပြေခြင်းနဲ့နော်နမီယာရီနဲ့ပတ်သက်တဲ့ကိစ္စလေးပြောမယ်ဆိုမယ်အဆင်ပြေခြင်းနဲ့ဗျာအဆင်ပြေအောင်အသေးပတ်သက်လေးကအကူကြီးဆောက်ရှောက်ပါဆိုတဲ့အကြောင်း ်အင်္ဂါတော့ရှေ့တောင်တောင်လဲပဒန်လေးကိုင်းဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့မင်းနဲ့ပတ်တဲ့ကံများမြေရန်နဲ့ပတ်တဲ့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါလေဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတလို့သွားခွင့်ပြောခြင်းတလို့ပြောခွင့်မရပါဘူးဗျာဒါအကြောင်းသွားခြင်းတလို့သွားခွင့်ပြောခြင်းတလို့ပြောခွင့်ရခြင်းတော့ခမဗုဒ္ဓတောင်ရကိုလက်ခမအိုင်းမှာ ဈေးပြန်ဈေးညွန့်လေးဒါမှမဟုတ်လို့ရှိရင်ဇွန်လေးကိုကင်ပြီးမှဆူတောင်းဈေးညွန့်ကင်မလားဇွန်လေးကိုကင်မလားတခုခုကင်ပြီးမှဗုဒ္ဓတောင်ရကိုလှက်သွားတယ်လာတယ်လှုပ်တဲ့ကင်နဲ့ကိစ္စဒီမှာပြဿနာကြီးကင်းပါသေးနော်အပြင်းကင်းပါသေး ြောသမျှဆိုသမျှအောင်မြင်ပါသေးကြောင်းလေးလေးစားစားနဲ့ဆူတောင်းမယ်ဆိုရင်တော့ဗုဒ္ဓတောင်ရဇုံးလေးကိုင်းဆူတောင်းမယ်ဆိုရင်တော့သွားတော့ကိစ္စများအန်ဒီအကင်းမီပြောတော့ကိစ္စများအစဉ်ပြေမှာဖြစ်ပါလေဗျာကိုနေနေနေစားတဲ့အစုဖွဲ့ပြည်နယ်တရားကောင်းတဲ့အတိုင်းနေအာမကောင်းမှုပြောနော်အားလားလေးကိုနိုင်ငံအာမကောင်းတဲ့သူများနိုင်ငံအာကောင်းတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်မြင်ရသောကိစ္စမမြင်ရသောကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စမှာပြဿနာတစ်ခုပြီးတစ်ခုတက်ရောက်နေတာဖြစ်ပါတယ် ဒါကြောင့်မြင်ရတဲ့ကိစ္စတွေမှာမင်းနဲ့ပတ်သက်တဲ့ပြဿနာများမင်းရဲ့လောဘဒေါသကြောင့်ဖြစ်ပေါ်နေတဲ့ပြဿနာများเนาะအဲ့ဒါရေကြီးတဲ့မိုးရွာတဲ့ငလင်လုတ်တဲ့အာအဆိုးတဲ့ကိစ္စများအဲ့ဒါအဲ့ဒီမြို့ကိစ္စတွေနဲ့ပတ်သက်မြင်ရမြင်ရပြဿနာတွေကြောက်တယ်ဆိုတော့ဗုဒ္ဓတောင်ရအဲကြာတာပရိအနောက်ရကိုလဲခမရလပိတ်လီတို့ဘက်ကိုဖြောတစုံလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့ တင်းတို့မှာပိတ်ဆိုနေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စများပြဿနာတွေငြိမ်းချမ်းပြီးအမှုခင်းပြဿနာများဝူးသွားပြီးငွေကြေးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါလေဗျာအထီးကန်လေးတွေစားမယ်ဆိုရင်တော့ကြာသပတေးနောက်ရက်ကိုလည်းလပိတ်လေးတစ်ခွက်ကိုပြောတဲ့သုံးလောက်တောက်ပြီးမှဆူတောင်းပါ အဆုတောင်းမယ်အောင်မလီတီတီထိုးမယ်ကိုနိုင်ငံမှာရှိတဲ့အောင်မလီတီများတခြားနိုင်ငံမှာရှိတဲ့ထီကန်လေးတွေစမယ်ဗျာစတဲ့အခါမှာခွန်လို့၃လို့၆ဆိုတဲ့အခွေလေးခွေးပြီးကန်စားနေတယ်ကန်စားတော့ကိစ္စများအများဆုံးဆင်ပြေအောင်ကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းကြာတာပြည့်နောက်ရက်ကိုလည်းလပိတ်လေးတစ်ခွက်ဖြောပြီးမှဒစုံလောက်တောက်ပြီးဆူတောင်းမယ်စင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ထီကန်များအများဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာကျွန်တော်တို့ ရိုးအဖို့ခြံနေရတော့ခမအဲ့ရလပိတ်လေးတစ်ခွက်ကိုဖြောအဖြောပြီးလို့ရှိရင်ကျွန်တော်တို့ကတော့ရာဥတော်အနောက်မြောက်တောင်လှည့်ပြီးတော့တောက်ပြီးတော့ဒဇွန်လောက်တောက်ဆူတောင်းမယ်ဆိုရင်အိုးရင်လောက်ကိုင်းများပွင့်လန်းပြီးတင်းနဲ့လာအရှိရကိုလှည့်ပြီးတော့ခင်ဗျာလပိတ်လေးဒဇွန်လောက်တောက်ဆူတောင်းမယ်ဆိုရင်တင်းမှာပိတ်ဆိုနေငွေကြီးကံများအမြန်ဆုံးပွင့်လန်းပြီးတော့ နောက်ကြာတာပရိနောက်ရကိုလှည့်ပြီးမှလပိတ်လေးတောက်ဆူတောင်းမယ်ဆိုရင်တော့ပြဿနာတွေငိမ့်ညမ်းပြီးတော့ငွေကြီးများဆူလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်အမြန်ဆုံးဝေရောက်မိဖြစ်ပါကြောင်းလီလီစားစားထပ်မှန်ထပ်မှန်တင်းပြလိုက်ပါတယ်ဗျာချစ်မှုရေရည်နဲ့ပတ်သက်တဲ့အစဉ်ပြေရင်ကြာတာပရိနောက်ရကိုလှည့်သွားကန်ဒီလာကန်ဒီမှာကျွန်တော်သွားတဲ့လာတဲ့ကိစ္စမှာပြဿနာကင်းပါသည် အခြေခံများနှုတ်နှုတ်တွေပေါ်ပေါ်ပါသည်ကြောင့်လေးလေးစားစားဆူတောင်းသွားမယ်ဆိုရင်သွားတဲ့ကိစ္စများအနေကျင့်ပြီးပြောသည်များဆုံးများလှုပ်သည်များခြင်သည်များအခြေခံများနှုတ်စားနဲ့ကုညီဆောင်ချောက်သူများပေါ်ပေါက်တော်မှာဖြစ်ပါတယ်ဗျာကျမကြီးမကောင်းရင်တော့ကျမကြီးမကောင်းရင်တော့ရာဟုတောင်းအနောက်မြောက်တောင်းလှဲ့လှဲ့ပြီးမှတခုခုစီလေးဒီစားမဲ့တောက်မဲ့ယောဂါကိုပျောက်ဆင်းစေတဲ့စေးပေါင်းတပ်ပေါင်းစားတဲ့တောက်တာပါလို့ဆူတောင်းစားမဲ့တောက်မဲ့ဆိုရင်တော့တင်းတို့မှာဖြစ်ပေါ်နေတဲ့ယောဂဝိဒနာများအများဆုံးကင်းစင်ပပျောက်သွားမှာဖြစ်ပါတယ်ဗျာဒီငင်းကြီးနဲ့ ညဉ့်ညံ့ညင်နေဆိုရင်ဗုဒ္ဓတောင်ရကိုလက်ကျွန်တော်ရင်ကျွန်တော်ရာကျွန်တော်မိသားစုခင်ဗျာကျွန်တော်လုပ်နေတဲ့လုပ်ငန်းကျွန်တော်နေနေရာမှာတည်ငြိမ်နေတယ်။တဘာဝဖြစ်တဲ့ရေပြီးမိပြီးဒီဝေးခြင်းနဲ့အာမင်းနဲ့ပတ်သက်တဲ့နှိမ့်နေဆက်လောဘဒေါသကြောင့်ဖြစ်ပေါ်တဲ့ပြဿနာများမင်းနဲ့ရဲ့အစီမံခံခွဲမှုလွယ်မကြောင်ဖြစ်ပေါ်သောကိစ္စများမြင်ရသောကိစ္စများမမြင်ရသောကိစ္စများပြဿနာတွေဝေးကွာပြီး ကျွန်တော်ရင်ကျွန်တော်ယာကျွန်တော်မိသားစုကျွန်တော်လုပ်နေတဲ့လုပ်ငန်းမှာတည်ငြိမ်စွာနဲ့အေးချမ်းချမ်းနဲ့အဆင်ပြေပါသေးကြောင်းပုံတူတောင်းရကိုလည်းဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းပြီးတော့တည်ငြိမ်ခံရမှုများအေးချမ်းမှုများရရှိမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီလအတွင်းမှာတော့တင်းတင်းလာသားသမီးတွေကဆယ်လပိုင်း15ရက်အတွင်းကံကောင်းတတ်ပြီးတော့ဆယ်လပိုင်း15ရက်မှာရုပ်ကြီးအဆင် ပြင်းလဲတားပြပြီးအစိမပြင်းလဲတားမပြတတ်တဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်တင်းလင်းအသားသမီးတွေကဒီခုလာပိုင်းနေမှာအထူးသဖြင့်15ရက်အတွင်းမှာကျူးကျူးဆတ်တာလုပ်ငန်းတွေကိုလုပ်မယ်။15ရက်ကျော်သွားတဲ့အချိန်မှာနည်းနည်းသတိထားပြီးကိုယ်ဝင်ကိုယ်ရကိုယ်မိသားစုကိုယ်လုံငန်းလေးမှာသတိထားလုပ်မယ်။အထူးသဖြင့်ထီကန်နေနိုင်ငံညနဲ့ပတ်သက်တဲ့ကံတွေပွန့်လန်းတတ်တဲ့ကတဲ့ဖြစ်တဲ့အတွက်ထီကန်လေးတွေအထူးသဖြင့်အကူးဆိုင်ပြီးတော့စမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွန့်လန်းပြီဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာဒါကြောင့်ကျွန်တော်တို့ your for channel ကိုကြည့်ရှုကြတဲ့ပြည်သက်ပေါင်းလို့ဒီယနေ့မှစ၍ဥယျာဉ်လောကိုင်းများပွင့်လန်းပါသည်ဝေကြီးများဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်ရောက်ပြီး OG အိမ်ဒီအိမ်သစ်များဝင်ရောက်ပါသည်ပေးစရာရှိသောကိစ္စများအများဆုံးပေးနိုင်ပြီးရစရာရှိသောကိစ္စများအများဆုံးရပါသည်သိချမ်းသာပျော်ရွှင်သားနဲ့ဆက်ပစ္စည်းတွေဝင်ပါသည် ်နော်အလားအလှူဒါနတွေပြုလုပ်နိုင်ပါသေးဖြူတဲလေးငူတဲလေးနဲ့ပျော်ဝဲရှင်ပွဲတွေမှာပါဝင်ဆင်နွှဲပြီးတော့ဆံမွေးဖြီမဲ့ចောင်းသားចောင်းသူများဆံမွေးတွေအောင်ပါသေးရာထူးတွေတိုးပါသေးမိယာတွေပိုင်ဆိုင်ပါသေးကိုကိုင်ကိုမိသားစုကိုလုံငန်းတွေမှာအောင်မြင်ကြကြပြီးသွားတော်ခီးများအနေကင်းပြီးပြောသောစကားများအောင်မြင်ကြကြပါသေးပြဿနာတွေဝေးကွာပြီးငွေကြီးများအဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်နဲ့ပျော်ဝဲရှင်ပွဲမင်္ဂလာပွဲတွေမှာ ဆက်လက်ပြီးတော့စတဲ့စတဲ့ပုံမတို့တက်ပြီးတော့လူသားနေတဲ့သူတို့သင်သူတို့များများဖြစ်ပါသေးကြောင်းလေးလေးစားစားဆူတောင်းမြတ်တာပို့လိုက်ပါရဗျာဒီလာတော့တင်းလာသားသမီးတွေရဲ့စေလာပိုင်းကညမာများဖြစ်ပါတယ်။ဒါကြောင့်တရက်စေလာ2025မှာဒီ31ရက်စေလာ2025စေလာပိုင်းတလတာကညမာများတနင်္လာသာသမီများနဲ့ပတ်သက်ပြီးတလတာကညမာများဖြစ်ကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။ဆရာကြီးမြန်မာပြည်ပါဗျာ။ ご覧いただき、ありがとうございます。Thank you very much!